ိုင်းစကားကိုပြောတတ်ခြင်းတယ်ဒါပေမဲ့ဘယ်ကနေစပြီးပြောရမယ်မှမသိဘူးဆိုတော့လမ်းပြောင်းနေတဲ့သူတွေရှိရင်ဒီဘလိုကြည့်သွားပါလို့ပြောခြင်းတယ်ပေါ့နော်ဒီဘလိုမှာကတော့ဒီချက်ကထိုင်းစကားကိုစတင်ပြီးဘလိုပြောရမလဲထိုင်းစကားကိုဘလိုမျိုးဝကြတိဆောက်ပြီးပြောရမလဲဆိုတာကိုသင်ပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီချက်နဲ့တူတူသေးသေးချာချာလေးလိုက်ကြည့်သွားမယ်โอเคနော် โอเคနံပါတ်1အနေနဲ့ကျတို့ WhatsApp ကိုမတီဆောက်ခင်မှာဥပမာလေးနဲ့လာပြောပြမယ်ကျတို့ Thai စကား WhatsApp တီဆောက်နီလို့ပြောလိုက်တာ ਨੇ အင်္ဂလိပ်စာဝကြတီဆောက်နီနဲ့တူတယ်အကုန်လုံးတော့မတူဘူးဒါပေမဲ့အခြေခံစင်တူတယ်เนาะအရင်ဆုံးကျတို့အင်္ဂလိပ်စာမှာတင်ဖူးတလို့ပဲ subject verb object ဆိုရှိတယ်အဲ့လိုပဲကျတို့ Thai စကားရဲ့သဘောတဘာဝကလည်းအဲ့လိုပဲစာကြောင်းစီတယ်ပေါ့เนาะ subject verb object ရှိမယ်ပြီးရင် PT ကကြတော့ P ကကြတော့ phrase နေရာပေါ့နော် T ကကြတော့ time အချိန်အဲ့တော့အရင်ဆုံး subject verb object သွားမယ်ပြီးရင်နေရာရဲ့အချိန်တွေကိုနောက်မှထည့်ပြီးပြောပြောသွားမယ်ဒါကအင်္ဂလိပ်စာနဲ့သဘောတူပါဘာတူတူပဲအဲ့တော့ကျွန်တော် time စာစီတဲ့ခါမှလည်းအဲ့လိုပဲသွားရမယ်နော်အရင်ဆုံးကျွန်တော်ဒီ pattern လေးကိုမှတ်ဖို့လိုတယ် နော် subject ဆိုတာကျတော့ပြုတ်လုတ်တဲ့သူနော်ပြုတ်လုတ်တဲ့သူနံစာကိုပြောတာနော်ဥပမာဒီဝကြောင်းမှာကျတော့လာကြည့်မယ်ကျွန်တော်နေ့တိုင်းစက်ရုံမှာအလုတ်သွားလုတ်တယ်ဆိုရင်ဒီဝကြောင်းမှာကျတော့ပြုတ်လုတ်တဲ့သူ subject ဒီနံစာဒီကျွန်တော်ဖြစ်တယ် okay နော်အဲ့ဒါကိုကျတော့ subject ပြုတ်လုတ်တဲ့သူနံစာလို့ခေါ်တယ်နံပါတ်1ကျတော့ကြိယာ verb ပေါ့နော် ကရိယာကကြတော့သွားတယ်လာတယ်စားတယ်နေတယ်ထိုင်တယ်လှုပ်ရှားတဲ့ပုံစံတွေကိုပြောတာเนาะသွားတယ်လာတယ်စားတယ်နေတယ်ထိုင်တယ်ဒါမျိုးတွေကိုကျွန်တော်ကရိယာလို့ခေါ်တယ်เนาะဒီဝါကြမှာဆိုရင်ကျွန်တော်နေ့တိုင်းစက်ရုံမှာအလုပ်သွားလုပ်တယ်ဆိုရင်သွားလုပ်တယ်ဆိုတာဒီကျွန်တော်ကရိယာโอเคเนาะသွားလုပ်တယ်ဆိုတာဒီကရိယာเนาะနောက်တစ်ခု object object ကကြတော့ပြုခံရတဲ့သူပြုခံရတဲ့သူလို့ပြောလိုက်တာ ਨੇ ကျွန်တော်တက်ရှိတက်မဲ့လူဖြစ်ဖြစ်မဲ့တရိษံဖြစ်ဖြစ်မဲ့ ခံရတဲ့သူကိုပြောရအောင် object ဆိုတော့ဒီဝကြောင့်မှာချက်တို့ဒီကျွန်တော်နေ့တိုင်းစိုက်ရုံမှာအလုတ်သွားလုတ်တယ်ဆိုတာဒီဝကြောင့်မှာအလုတ်ဒီအလုတ်ခံရတဲ့သူဖြစ်တယ်ကျွန်တော်ကစိုက်ရုံမှာအလုတ်သွားလုတ်တာဆိုအလုတ်ဒီအလုတ်ခံရတဲ့သူမလို့ object လို့သတ်မှတ်တယ်เนาะချက်တို့เนาะ okay နောက်တစ်ခုချက်တို့ p phrase နေရာကိုရှာမယ်နေရာကကြတော့ချက်တို့စိုက်ရုံမှာကျွန်တော်နေ့တိုင်းစိုက်ရုံမှာအလုတ်သွားလုတ်တယ်ဆိုရင်စိုက်ရုံမှာဆိုတဲ့ဟာဒီနေရာဖြစ်တယ် โอเคเนาะနောက်တစ်ခုအနေနဲ့ ठी time အချိန်ကိုရှာမယ်အချိန်ကနေ့တိုင်းကျွန်တော်နေ့တိုင်းစက်ရုံမှာအလုပ်သွားလုပ်တယ်နေ့တိုင်းဒီအချိန်ဒါဆိုရင်ပြုသူကရိယာပြုခံနေရအချိန်ဒါတွေကိုကျွန်တော်ရှာလို့ရပြီခွဲတက်သွားပြီဆိုရင်ဝကြကိုစပြီးတော့မှစီလို့ရပြီโอเคเนาะဒါဆိုရင်ဘယ်လိုစီမလဲဆိုတော့ဒီအပေါ်ကပတ္တန်အတိုင်းကျွန်တော်စီလိုက်ယုံပဲခုနပြောတယ်ပြုလုပ်တဲ့သူနန်စားဒီကျွန်တော်ဖြစ်တယ် ကျွန်တော်ကိုကျတို့ထိုင်းလူမျိုးဖုံလို့တုံးတယ်နော်ဖုံကျွန်တော်โอเคเนาะနံပါတ်2ဒါနံပါတ်1ပြီးပြီเนาะနံပါတ်2လာမယ်ကရိယာကရိယာပဲမလဲကရိယာခုနပြောတဲ့သွားလုတ်တယ်အာသွားလုတ်တယ်ထိုင်းလူမျိုးပိုင်ထမ်းเนาะပိုင်ထမ်းသွားလုတ်တယ်နံပါတ်3နေနဲ့ object ကိုလာချမယ်ပြုတ်ခံပြုတ်ခံကခုနပြောတဲ့အလုတ်အာအလုတ်ကအပြုတ်ခံ งานလို့ခေါ်တဲ့အလုပ်ကိုကျွန်တော်ထိုင်လို့မျိုးงานဆိုရင်အလုပ်เนาะဒါဆိုရင်နံပါတ်၄အနေနဲ့ကျွန်တော်နေရာကိုလာရှာမယ် phrase နေရာကိုလာရှာမယ်နေရာကပါလေစက်ယုံမှာအာစက်ယုံမှာကိုစက်ယုံမှာဆိုရင်ကျွန်တော်ထိုင်လို့မျိုးကที่โรงงานลูกขอเลยเนาะโรงงานสว่าจะรู้สัญญงบอกอ่ะเนาะที่สว่าหมาวิบัติสกะลงเนาะอญ้อสกะลงที่โรงงานสัญญงมา ဒါဆိုရင်အချိန်ကိုလာရှာမယ်နောက်ဆုံးနေနဲ့เนาะအချိန်ဒီနေ့တိုင်းဆိုတဲ့စကားလုံးနေ့တိုင်းဆိုတဲ့အချိန်ကိုကျွန်တော်ထိုင်းစကားမှာဝကြရဲ့အနောက်မှာထားပြီးပြောပေးရမယ်เนาะနေ့တိုင်းကို to one เนาะ to one ဆိုတာနေ့တိုင်းဒါဆိုဒီဝကြတစ်ကြောင်းဆိုရင်မှန်သွားပြီเนาะပြောင်းပြန်မဖြစ်ဘူးရှေးနောက်လည်းမလွဲတော့ဘူးဒါဆိုရင်မှန်သွားပြီဒီအပေါ်ပတ်တန်တိုင်းကျွန်တော်စီသွားတာเนาะပြုတ်လုံးတဲ့သူကျွန်တော်ဖုံကျွန်တော် ปทำตัวลูกเด็กเรียงานอันลูกอบเจเนาะ ที่โรงงานนี่อ่ะเนาะ ทุกวันนี่ไหนนะสุยผมไปทำงานที่โรงงานทุกวัน ผมไปทำงานที่โรงงานทุกวัน จะนอนนี่ไหนสยบมาอันลูกตัวลูกเด็กผมจะนอนเนาะ ตัวลูกเด็กไปทำเนาะ งานก็อันลูกงานอันลูก ที่โรงงานสยบเนาะที่โรงงานสยบหมา นี่ได้ทุกวัน โอเคเนาะเดี๋ยวบอกว่าประเด็นนั้นจะรู้สีด้วยอะถ้าสมมาิมาแลปุ๊บ ဒါဆိုကိုကထိုင်းစကားပြောကျင်တယ်ဒါပေမဲ့လမ်းပြောင်းနေတယ်ဆိုရင်ဒီဘလိုကြည့်ပြီးတာလဲကျတို့ထိုင်းစကားကိုတေချာပေါက်ပြောနိုင်သွားမယ်လို့ယုံကြည်တယ်နော်ဒါကကျတော့ကျတို့အခြေခံစီးဖြစ်တယ်โอเคဒါဆိုရင်ကျတို့နောက်ထပ်ဝကြတဲ့အကြောင်းကိုကြည့်ရငါအပတ်တိုင်းဈေးမှာပြည့်စည်သွားရောင်းတယ် ငါအပတ်တိုင်းဈေးမှာပြစ်စီသွားရောင်းနေနော်ဒီဝကြမှာလဲခုနဝကြလိုပဲကျတို့ပြုတ်လုံးတဲ့သူနန်းစားကိုကျတို့အရင်လာကောက်မယ်။เนาะဒီဝကြမှာကျတို့ပြုတ်လုံးတဲ့သူနန်းစားကငါဖြစ်တယ်။နံပါတ်1ကရိယာသွားရောင်းတယ်။ဒါဒီကရိယာเนาะပြုတ်ခံကပါလဲ object ကိုချမယ်။ object ကပစ္စည်းဘာလို့လဲ။ကျတို့ပစ္စည်းအားဈေးမှာပစ္စည်းသွားရောင်းတယ်ဆိုပစ္စည်းကအယောင်ခံရတဲ့သူမလို့ object လို့သတ်မှတ်တယ်။เนาะဒါဆိုရင်ပစ္စည်းဒီ object နေရကပါလေနော်ကျတို့နေရကပါလေနေရကဇေးမှာဇေးမှာသွားရောင်းတာမို့လို့ဇေးဒီနေရနော်နောက်ဆုံးတစ်ခုအနေနဲ့အချိန်ကိုလာရှာမယ်အချိန်ကအပတ်တိုင်းဒါဆိုရင် subject verb of the present time နော်ပြုတ်သူကိရိယာပြုတ်ခန့်နေရအချိန်ဒါတွေကိုကျတို့ရှာပြီးပြီရှာပြီးပြီဆိုရင်ဝကျစပြီးတည်ဆောင်မယ်နော်အရင်ဆုံးပြုတ်လုပ်တဲ့သူငါအရင်လာမယ်ငါဆိုရင်ထိုင်းလိုမျိုးကကျတို့ချန်နော် ီးရင် grey လာမယ်နံပါတ်2နေနေเนาะဒါတက်နံပါတ်2သွားရောင်းတယ်လာမယ်သွားရောင်းတာကိုကျတို့ပိုင်ခိုင်လို့ခေါ်တယ်เนาะထိုင်းလိုမျိုးနံပါတ်3ကျတို့ပါပြုတ်ခန့်လာမယ်ပြုတ်ခန့်ကပစ္စည်းของပစ္စည်းကိုကျတို့ထိုင်းလိုမျိုးของလို့ခေါ်တယ်เนาะของပစ္စည်းเนาะနံပါတ်4နေနေနေရာနေရာကဘာမှာလဲကျတို့ဈေးမှာ ဈေးမဆိုရင်ကျွန်တော်ထိတလလို့ခေါ်တယ်နော်တလဆိုတာဈေးနော်ထိတလဆိုဈေးမထိဆိုမှာဝိပဿစကလုံးထိတလဆိုဈေးမနော်နောက်တစ်ခုအချိန်ကိုလာရှာမယ်အပတ်တိုင်းအပတ်တိုင်းကိုထုံးအာထီလို့ခေါ်တယ်နော်ထူအတီးဆိုရင်အပတ်တိုင်းเนาะဒါဆိုရင်ဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီเนาะฉานงาไปไข่ตัวยองเน ของกิซีที่ตลาดสีหมา ทุกอาทิตย์อัปไยเนาะฉานงา เนาะ ตัวยาวเหนไปขาย ไปขายตัวยาวเหนกิซีของกิซีสีหมาที่ตลาด เนาะ ที่ตลาด ฉันไปขายของที่ตลาดทุกอาทิตย์งาอปัดไดซีมาปิสีตัวยาวเลยแล้วส่วนดีกว่าเจ้าสวยฉันรู้หมั่นตัวบีแล้วส่วนฉันรู้เหลวๆเลยเว้ยอปอว่าดีปัดตันไดฉันรู้สีตัวล่ะเนาะอะยิงซ้องฉันรู้ก้าวมั้ยปิ้วลงได้ตัวนันซาอะยิงก้าวมั้ยดีกว่าเจ้ามาปิ้วลงหนูบีกริยาก้าวมั้ย ပြီးရင်ပြုခံကောက်မယ်ပြီးရင်နေရအချိန်ထည့်ပေးလိုက်ရုံပဲဒါဆိုရင်ဒီလိုပုံစံလေးကျွန်တော်နားလည်ထားရင်ကျွန်တော်ထိုင်းစကားကိုအရှင်းနောက်အပြောင်းပြန်ဖြစ်တာတွေကျွန်တော်မဖြစ်တော့ဘူးအတိတ်တိတ်ချာချာလေးကျွန်တော်ပြောနိုင်သွားလိမ့်မယ်ကျွန်တော်ထိုင်းစကားကိုပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီနေ့ဒီဘလော့ကတော့ဒီလောက်ပါပဲပေါ့နော်နောက်နေ့နောက်ဘီဒီယိုမှာ channel 2ပြန်လေ့ကြမယ်ပေါ့နော်